အလုံးမဲမင်္ဂလာပါရှင်လီလက်တန်အော်ဒီဘူး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မင်းတရားရွှေတီရှာနမင်းလို့ခေါ်သည်တပင်ရွှေတီသည် ထင်ရှားသည်တောင်ကိုပြင်ဖြစ်ပြီးဒုတိယပြည်သာစုမြန်မာနိုင်ငံကိုစတင်တည်ထောင်သူဖြစ်တယ်တပင်ရွှေတီရဲ့မူဝါဒစဉ်အခါကမကြုံစဘူးထူးခြားစမ်းကြတဲ့နမိတ်တွေကြုံဆိုင်က ဖွားမြင်တော်မူလာတဲ့အတွက်ဖုံးတမန်နှင့်ပြည့်စုံသောပုဂ္ဂိုလ်သူဖြစ်ကြောင်းထင်ရှားရတဲ့။ဦးကောင်းထက်တွင်ရွှေအောင်စံချင်းမြင့်တပင်ပါလာသည့်အတွက်တပင်ရွှေထူးလိုခေါ်တွင်စေတယ်။တပင်ရွှေထူးခမဲတော်ဖြစ်တော်မူတဲ့မင်းကြီးညိုမဟာတိရိဇေယသူရာသည်ဖုံးလက်ရုံပညာနဲ့လွန်စွာပြည့်စုံတဲ့နိုင်ငံမြို့ရွာနဲ့စည်ရေးစရာတွင် သူမတူအောင်လိမ္မာကျွမ်းကျင်တော်မူလာတဲ့အတွက်တဂရိတ် 149နဲ့192အတွဲမှာမြန်မာပြည်တစ်ခွေမှာပြန်ဘက်ကင်းတဲ့မြင်းကြီးတစုဖြစ်တော်မူတယ်။မဟာသီရိဇေယသူရမင်းကြီးညိုတက်တော်82နဲ့နန်းသက်46နဲ့တကရေ192ခုနဲ့မှာရုတ်တရက်ဖြာနာကနဲ့ရဆန်နေ။မင်းကြီးညိုနဲ့ရဆန်ရင်ချက်ချင်းပဲနေမကူးစေပဲထုံညက်တစ်ချက်တည်းတွင်မယ်။ အသက်ဆက်လက်နှစ်သာရှိသည်သည်တဝူရီသောသားတော်တပင်ရှိတိကိုနန်းထက်သို့တင်ကြတယ်ခမဲတော်မင်းကြီးညိုနေရဆန်သဖြင့်အသက်ဆက်လက်နှစ်နဲ့တပင်ရှိတိဟာတောင်ကုန်မင်းဖြစ်လာခဲ့တယ်ဟန်သာရီပြေအစရှိသည်တို့ကိုတင်ပတ်ခဲ့ပြီး ရခိုင်အင်းဝနှင့်ထိုင်းဒေသများထိဩဇာအနာတည်ရောက်မှုရှိခဲ့တယ်တပင်ရွှေတီးသည် တေးရတောက်စားခြင်းမကန်းသောမိတ်ဆွေတွေနဲ့ပေါင်းသင်းခြင်းဤအမှားတော်များကိုလိုက်စားခြင်းမပြုမီအတွဲမှာတော်လှန်ပုံကရင်မှာတစုံတရာမှမတွေ့ရပဲအောင်ဝဲတွေကဇတိုင်းရရှိတော်မူခဲ့တယ်စေရေးစရာ၌လွန်စွာဝါသနာထုံ၍စစ်ရှိတော်မူရာ၌ကိုယ်တိုင်လိုက်ပါစစ်ရှိတော်မူလေးရှိတယ်ဘရင်တော်ကြောထွန်းတော်ရထားဘွဲခံရှင်ရထုတ်ကိုလည်းစစ်ဘီရင်ချုပ်ကြီးအဖြစ်ခံထားတော်မူပြီးတော့ ကိုနင်းထက်တူထက်များသဘောထားတော်မူကမြောက်စားတော်မူတယ်။မိမိကရေချောင်းချီလင်းရှင်ရထုတ်ကိုကုံချောင်းချီစေတယ်။ပထမရှိဦးစွာဟန်သာဝရီတရေခိတ္တရာပြည်မျိုးမௌတမမျိုးရခိုင်ယူရီးယားကို အောင်မြင်တော်မူခဲ့တယ်။ဤအောင်ဝဲမြကလွန်စွာထင်ရှားပြီးတော့ကြီးကျယ်သော အောင်ပွဲများပင်ဖြစ်တယ်။ တိုင်းပြည်လူမျိုးတွေရဲ့ဖြစ်စည်းမှုကြောင့်အသက်35နှစ်မှာနန်းနွဲမှာတစ္ဆပောင်းတမိန်စောထွေးလှုပ်ကြမှုကြောင့်နေရခန့်ဆန်းခဲ့ရတယ်။အသက်16နှစ်အရွယ်မှာနန်းတက်ပြီးအသက်35နှစ်နန်းသက်20မှာလှုပ်ကြခံရပြီးကွယ်လွန်ခဲ့သည်။ထူးခြားချက်များမှာမြစ်တီမိဖုရားကမှတရားဝင်မိဖုရားကြီးအဖြစ်မထားခဲ့ခြင်းဖြစ်သည်။ ယူရီးယားကိုတိုက်ခိုက်သည့်ပထမဆုံးမြန်မာမင်းအဖြစ်လဲတမိုင်းတွင်နေတိုက်သမျှစစ်တွင်ရှုံးသည်မရှိအောင်းနိုင်ခဲ့သည်တဲ့ဒီထင်နာဆင်ပေးတဲ့ဒီထင်နာဆင်ပေးတဲ့အတွက်ကျေးဇူးထူပဲတင်ပါတယ်ရှင်ဒီ channel ကို subscribe နဲ့ bell လေးနှိပ်သွားပေးပါရန်တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုများမှာဆက်လက်ဆုံတွေ့ကြပါမယ်ရှင်